်အော်စတြေးလျနိုင်ငံမှာဒေါမီယာဒီစတင်လာတာနဲ့တင်းငွေလေးတွေကမိသက်သမားတို့ဦးဒေါမီငိမ့်သက်ရင်းသေဆုံးခဲ့ရပါတယ်။ New South Wales ပြည်နယ်ဘူလာဒီလာမြို့မှာနေအိမ်၄လုံးနဲ့ကူအောင်ရက်ကွက်မှာနေအိမ်၁၆လုံးမိလောင်ပျက်စီးခဲ့ပါတယ်။ Tasmania ပြည်နယ် Dolphin Sand မြို့မှာတော့နေအိမ်၁၉လုံးဆုံးရှုံးခဲ့ရပါတယ်။စစ်နီမြို့မြောက်ဘက်ကီလိုမီတာ200ခန့်အကွာဘူလာဒီလာမှာတော်မီငိမ့်တက်နေစဉ်တစ်ပင်ပြိမိပြီးအသက်59နှစ်အရွယ်မိသက်သမားတေဆုံးခဲ့တာပါ ပြည်내မျိုးသားဥယျာဉ်ထိန်းသိမ်းရေးဌာနတောင်းရှိသူတို့ကဒါဟာကျမတို့အဖွဲ့အစည်းတစ်ခုလုံးအတွက်အကြီးမားဆုံးဝန်내ပူဆွေးမှုပါပဲသူရဲ့မိသားစုနဲ့အတူထပ်တူထပ်မြကြေကွဲဝန်내ရာကြောင်းကျမတို့အဖွဲ့အစည်းကိုစားထပ်မံပြောကြားလိုပါတယ်လို့ပြောကြားခဲ့ပါတယ်ဝန်ကြီးချုပ်အန်တိုနီအယ်ဘနစ်ကလည်းဒီနှစ်နွေရာသီဒေါမီကလာဟာခက်ခဲကြမ်းတမ်းမှာဖြစ်ပြီးအထူးသဖြင့် New South Wales ပြည်နယ်ဟာအဆိုးဆုံးခြေနေတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ဒေသတွင်းမီဒီယာတွေကပြောကြားခဲ့ပါတယ်ခင်ဗျာ